မြစ်ကြီးရဲ့နှဆိုင်တဲ့အောက်ခြေဒီရေစီးကြောင်းတွေအောက်မှာတခုခုကလှုပ်ရှားစပြုနေပါပြီ။ဒါဟာမိုးဥကြကာလရဲ့နှစ်စင်မပြောင်းရတဲ့ဖြစ်ရပ်တစ်ခုပါ။တံပေါင်းများစွာတဲ့ကတကောင်ဖြစ်တဲ့မေဖလိုင်းလောင်းရီတကောင်ဟာရွှွညွန်တွေတဲ့ကနေရုတ်တရက်ပေါက်ကနေပေါ်ထွက်လာခဲ့ပါတယ်။သူတို့ရဲ့မြေအောက်ဘဝကပြီးဆုံးသွားပါပြီ။မိကန်ဘေးကမြင်းနှိမ်ပိုင်းအပင်ရက်တွေပေါ်ကိုတက်ရောက်ပြီးသူတို့ရဲ့ကနအူလောင်းကောင်ဘဝရဲ့အခွန်ဟောင်းတွေကိုချွတ်ချကာဆွန့်ပစ်လိုက်ကြပါတယ်။ဒီအချိန်ဟာသူတို့ရဲ့အရွယ်ရောက်ပြီးသားဘဝမှာ အရေးကြီးဆုံးသောနေ့ဖြစ်လာပါလိမ့်မယ်ပြောရရင်သူတို့အတွက်တခုတည်းသောနေ့လည်းဖြစ်ပါတယ်။သူတို့မှာအချိန်24နာရီရရှိပါတယ်။သူတို့ရဲ့တခုတည်းသောရည်ရချက်ကနေတဲ့ကိုတက်ဖို့အဖို့ရှာဖို့မျိုးပါဖို့နဲ့ဒီနေ့မှာပဲဘဝကိုအဆုံးသတ်ဖို့ပါပဲသူတို့အတွက်ဒုတိယနေ့ရလို့မရှိပါဘူး။မျိုးဝနေကြပြီးမကြခင်တေဆုံးတော့မဲ့မေဖလိုင်းတွေရဲ့အဆုလိုက်ပြုံလိုက်တင်တိုက်ကြီးဟာလေတုထဲမှာအုံဆိုင်နေပါတယ်ဒီကောင်ဝေရဲ့အရေးအတွက်ကအလွန်မင်းထုထက်လုံးတာကြောင့် မိုးလေဝသရေဓာတွေကနေတောင်ဒီစုဝေးကြီးကိုအလွယ်တကူဖမ်းယူမှတ်တမ်းတင်နိုင်ပါတယ်မစ္စစ်ပီဒေတာတလျှောက်မှာနေထိုင်ကြတဲ့သဘာဝတတဝါပေါင်းတို့ဟာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ဒီရတာရှိလာတဲ့ပွဲတော်ကြီးကို အာဘာတရစားသုံးကြပါတယ်မေဖလိုင်းတွေဟာငှက်တွေငါးတွေနဲ့အခြားအင်းဆက်စားတတဝါတွေအတွက်ရှားပါလာတဲ့စားတောက်ဖွယ်ရာတွေပါပဲကံကောင်းစွာနဲ့မေဖလိုင်းများစုကတော့မျိုးပွားဖို့အထိအသက်ရှင်ကြရခဲ့ကြပြီးသူတို့ရဲ့မျိုးဥတွေကိုမြစ်ထဲကိုအောင်မြင်စွာထုတ်ချလိုက်နိုင်ခဲ့ကြပါတယ် နောက်နှစ်ယောက်တဲ့အခါမှာတော့ဒီမျိုးလေးတွေဟာအိုးကနေပေါက်ဖွားလာပြီးနောက်ထပ်မျိုးဆက်တစ်ခုရဲ့မျိုးပွားခြင်းတားကောက်များအတွက်အစားပွဲတော်ဖြစ်စေခြင်းပြီးတော့တည်ဆုံးခြင်းဆိုတဲ့တရက်တာဘဝတန်တရာကိုဆက်လက်လဲပတ်ကြရအောင်မှာပဲဖြစ်ပါတယ်